ဲ့တော့ the butter equation of the line l1 เนาะ line l1 ရဲ့ equation ကို ပေးထားတဲ့ butter ပုံစံနဲ့ပေါ့เนาะ r butter equal ဆိုပြီးတော့ဒီမှာပေးထားပါတယ်အဲ့တော့နောက်ထပ်ဘာပေးသေးလဲဆိုတော့ point a မှတ်ပေးထားတဲ့ 3, b, 5ဆိုတော့မတိကိန်း b ပါနေတယ် and နောက်ထပ်အမှတ် b 2, 0, 2ဆိုတော့မတိကိန်း2ပါနေပါတယ်။ပြီးရေ2တွေက constant term တွေဖြစ်တယ် ပြီးရင်အဲ့ဒီအမှတ်နှစ်မှတ်စလုံးက line ရှိပါတယ် on the line l1 ဆနာပေးထားတဲ့ line ပေါ်မှာ l1 ပေါ်မှာရှိတယ်လို့ပြောထားတယ်အဲ့တော့ဒီနံပါတ်လုံးဒီဒီ line ထဲမှာသွားပြီးတော့အစာသွင်းလို့ရတယ်ဘယ်နေရာမှာသွင်းမှာလဲဆိုရင်ဒီ arbiter ဆိုတာဒီ x y z အဲ့ဒီ x y z ဆင်မှာထည့်လို့ရတယ်အဲ့လိုထည့်ပြီးတော့ရှာလိုက်မယ်ဆိုလို့ရှိရင်အဲထည့်ပြီးတော့တွက်လိုက်မယ်ဆိုဆက်ပြီးတော့ရှင်းလိုက်မယ်ဆိုရင် သူလိုချင်တဲ့ find the values of p and the find values of q p တန်ဖိုးနဲ့ q တန်ဖိုးရလာလိမ့်မယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဆရာမစာလေးရေးမယ်နော် equation လေးအရင်ရေးလိုက်မယ်ပေါ့နော်အဲ့တော့ better equation of the line l1 နော် line l1 l1 ပေးထားတဲ့ line l1 ရဲ့ better equation ဒီ line l1 က r beta equal 3 to 5ပြီးရင် plus t 4 2 3သူကိုဆရာမကချိန်လိုက်မယ်ဒီအဘဒါဆိုတာက x y z ကိုပြောတာ equal ဒီဘက်မှာ3 2 5 plus t 4 2 3အဲဒီလိုလေးရေးလိုက်ပြီးထဲမဲ့အမှတ် at point a 3, p, 5မှာဆိုပြီးတော့တွင်းပါမယ်။ x နေရာမှာ 3, y နေရာမှာ p, z နေရာမှာ5 ီဘက်ညီမချင်းကိုဆရာမ325ဝင်းမြောက်လိုက်ဝင်းပေါင်းလိုက်မယ်ပေါ့နော်အမြောက်မှာပေါ့နော်တီးရကြတော့အဲ့တော့တခါတည်းပဲအကုန်လုံးပဲဆရာမလှုပ်လိုက်တော့မယ်ကျွန်အစင်ကိုလေဒါလေးမှာနည်းနည်းလေးတစ်ချက်ကြော်လိုက်မယ်ပေါ့နော်ကြော်လို့ရတယ်ဆိုတော့3 4d 2 2d 5 3d အဲဒီလိုလေးပြင်လိုက်မယ်ပြင်လိုက်ပြီးတော့ညီတာပါတယ်ညီလဲဆရာမရေးလိုက်မယ်ဒီမှာဒီ3က equal 3 4d နဲ့ညီတယ်။ဒါကြောင့်ဒီကနေဆက်မတီတန်ဘိုးလေးဘယ်လောက်ရမလဲဆိုတော့နော်ညီတော့ t equal to က3ရာကြည်သွားပြီးတော့ t equal to 0ဆိုပြီးတော့ထွက်လာမယ်။ပြီးရင်နောက်တစ်ခု p ဒီမှာ p တန်ဘိုးလေးက p equal to ဘယ်လောက်လဲဆိုတော့2 2d အဲ့တော့ p equal to 2 2d မှာဆက်မတီနေရာမှာ0ထည့်လိုက်တော့ p equal to က2ဖြစ်သွားပြီ။ အဲဒါလေးတခုရသွားပြီပေါ့နော်ကဲနောက်တစ်ခါဆက်မကျူဆက်ရှာဖို့အတွက်နောက်တစ်မှတ်ထပ်ထည့်ပါမယ် add ဒီတစ်ခါ point b 202เนาะဒီအမှတ်မှာ x နေရာမှာကျူထည့်တယ် y နေရာမှာ0ထည့်တယ် z နေရာမှာ2ထည့်တယ်ဒီဘက်ညီမချင်းအားဆနာဆက်မဆနာလိုပဲ 3+4d 2+2d 5+3d ထည့်လိုက်မယ် ဲ့တော့ဆရာမဘယ်လိုရမလဲဆိုတော့ကျူတန်ဘိုးလေးဒီ q = to က3 40ဖြစ်တယ်တီရမှရမယ်ပေါ့နော်အဲ့တော့ဒီအပေါ်ကတီတန်ဘို0ကိုလာထည့်လို့မရပါဘူးသူနဲ့ဆိုင်တဲ့ဒီ equation ကနေပဲအဲဒီညီမြချင်းကနေပဲတီကိုအရင်ရှာရမယ်ရှာပြီးတော့မှအဲ့ဒီတီရပြီဆိုတော့မှကျူလာထည့်မှဖြစ်တယ်ဒါကြောင့်ဆရာမတီလေးကိုအရင်လေးရှာလိုက်မယ်အဲ့တော့ တီယိုရှာဖို့အတွက်ဘယ်ရရှာမလဲဆိုရင်အောက်နှစ်ခုရှိတဲ့နေရာကြိုက်တာနဲ့ရှာလို့ရတယ်။ဆရာမအလဲက 2+2d 0နဲ့ရှာလိုက်မယ်။ 2d+2d 0 d 0တော့ဘောက်ဖြစ်သွားမလဲဆိုတော့ minus ဒီဘက်ကိုရောက်တော့ t က2ကဒီဘက်ကိုရောက်တော့ -2 t မြောက်ထားတာက2ကလာစားတော့ 2ဆိုတော့ -1 ပေါ့နော်အဲ့တော့ဒါဒါမရေးလဲရရယ်เนาะမတိမှာဆိုလို့ထည့်ရေးပေးထားတာအဲ့တော့တီတန်ဘို -1 ရပြီတီတန်ဘို -1 ရပြီဆိုရင်ဆရာမနောက်တစ်ချောင်းမှာကျူဆက်ရှာမယ်မဆန်းတော့လို့ဒီနားလေးကတ်ရေးပါမယ်အဲ့တော့ကျူကဘယ်သူနဲ့ညီရမှာလဲဆိုရင်3 4d နဲ့ညီရမှာဒါကြောင့်3 4t နေရာမှာ -1 တွင်းတာဖြစ်တဲ့အတွက်ကြောင့်အဖြေကကျူ equal to ဒီဘယ်လောက်ရမှာလဲဆိုရင်၄3လီး လေးတက်လီယာ၄ minus 4 minus 4နဲ့ plus 3နဲ့ဆိုတော့ minus 1အဲ့တော့အဖြေက answer က2 equal p equal to p နဲ့ the values of p and 2 r ဆိုပြီးဖြေလဲရတယ် p equal to ဘယ်လောက်လဲ2ဆနာရှိမှရှာခဲ့တယ်2 equal to ဘယ်လောက်လဲ negative 1ဒါလေးရေးပေးလိုက်ရင်ရပြီပေါ့နော်เนาะဒီနေရာမှာတတိထားမှာကဒီကျူတံမို့ ဒီအချိန်မှာကျူတံမိုးကိုအတွင်းတဲ့အချိန်မှာသူနဲ့သက်ဆိုင်တဲ့ပါရာမီတာ D ကဒီကနေပဲတီတံမိုးကိုယူရမှာဖြစ်တယ်အပေါ်ကရှာထားတဲ့ point A ကရှာထားတဲ့တီတံမိုးကိုယူလို့မရဘူးပေါ့နော် ID တံမိုးကိုမယူနဲ့အမှတ်လည်းမတူဘူးဆိုတော့လေနော်တော့သူတံမိုးလည်းမတူဘူးဆိုတော့နော်ဒီမှာညီတဲ့အချိန်မှာရှိတဲ့အမှတ်ပေါ်မှာမူတည်ပြီးတော့ပဲကိုရဲ့ကျူကိုအထူးစားသွင်းတဲ့အချိန်မှာဖြစ်လာတဲ့ D ကိုပဲရှာရမှာဖြစ်တယ်နော်နံပါတ်7 ံပါတ်7ကဩဆ iam ရှိမှာနံပါတ်10လေးကြော်သွားလို့ sorry ပါဟုတ်တယ်နော်နံပါတ်10အဲ့တော့ a ဘတ်တာ b ဘတ်တာ c ဘတ်တာက3ဘတ်တာဘတ်တာ3ခုဖြစ်တယ်ဘတ်တာ3ခုဖြစ်ကြတယ်တဲ့နော်အဲ့ဒီဘာတွေပေးထားလဲဆိုရင် modulus ဆို a ဘတ်တာပေးထားတယ် modulus ဆို b ဘတ်တာပေးထားတယ် c ဘတ်တာရဲ့ modulus တန်ဖိုးလည်းပေးထားတယ် each one of them သူတို့တွေကသူတို့တွေက each one တူးချင်းစီဒီ being perpendicular to အူးချင်းစီဒီဆိုတာကအေဘတာတော်၎င်းဘီဘတာတော်၎င်းစီဘတာတော်၎င်းကစံပေါင်းလက် အာသာဒူဆိုတော့အခြားနှစ်ခုဆိုတော့ဥပမာအေဘတာဒီတောင်းပန်ကြတယ်အခြားနှစ်ခုကဘာလို့ဖြစ်မလဲဆိုရင်အေဘတာမဟုတ်တဲ့ဘီဘတာနဲ့စီဘတာနှစ်ခုရဲ့ပေါင်းလက်နဲ့တောင်းပန်ကြတယ်အဲဒါလိုမျိုးပြောတာပေါ့နော်အိစမ်းမယ်ရှာခိုင်းနာက modulus of a beta modulus of b beta modulus of c beta အဲဒါကိုရှာခိုင်းပါတယ်အဲ့တော့ ကဲအဲ့တော့ဆရာမတကူချင်းစီလေးကိုအစာလေးရေးလိုက်မယ်ပေါ့နော်စင်စတော့ကြောင့်နော်ဒီဘတ်တာ၃ခုတည်းကတခုပေါ့နော် e c h each of 3 butters ပေါ့နော်ဘတ်တာ3ဘတ်တာဘတ်တာ၃ခုတည်းကတခုစီသည်နော်ဘတ်တာတော့အုံးခုတည်းကတခုစီက is perpendicular perpendicular to to the sun of sun of adatu အခြားနှစ်ခုရဲ့ပေါင်းလက်နဲ့အတီးတီးညီကြတယ်ပေါ့နော်အဲတောင်းမှကြတယ်ပေါ့အဲတောင်းမှကြတယ်တောင်းမှကြတဲ့အတွက်ကြောင့်ဆိုပြီးတော့ဆရာမဒီလိုလေးရေးလိုက်ပြီးအဘတာဒီနော်အဘတာကအဘတာကတောင်းမှကြတယ်ဘသူနဲ့လဲဆိုတော့ ေဘတာ is ပါပန်ဒီကူလာเนาะဒါဆရာမစာနဲ့ရေးနေလို့ပါတောင်းမန်သင်္ကေတသုံးချက်လည်းရပါတယ်တူဘီဘတာ plus စီဘတာအဲဒီလိုเนาะအေဘတာအေဘတာဒီပါပန်ဒီကူလာဖြစ်တယ်ဘီဘတာ plus စီဘတာ ਨੇ အဲ့ခါကျတော့ဆရာမဒါရဲဆိုပြီးတော့အဲ့ဒါကဘလို့ရေးလို့ရလဲเนาะဒါရဲဆိုပြီးဆရာမဒီညာလေးမှာကတ်ရေးလိုက်မယ်အေဘတာ ਨੇ B batter plus C batter batter နှစ်ခုပေါင်းလက်က dot product လုပ်ရင်0နဲ့ညီသွားတယ်ဒါလေးသုံးပြီးနောက်တစ်ခု B batter ဒီ is perpendicular တောင်းမှန်ကြတယ်2 B batter မဟုတ်တဲ့ A batter plus C batter နဲ့ပေါ့เนาะ that is အဲ့ဒါကဖြစ်တယ်ဘယ်လိုဖြစ်လဲဆိုတော့ B batter က dot product လုပ်မယ် a ဘတ်တာ c ဘတ်တာနဲ့ equal 0နောက်ဆုံးတစ်ခု c ဘတ်တာက is perpendicular perpendicular to ဘယ်သူနဲ့လဲ c ဘတ်တာဆိုတော့ a ဘတ်တာနဲ့ b ဘတ်တာနှစ်ခုပေါင်းလက် that is c ဘတ်တာက dot product လုပ်မယ် a ဘတ်တာ plus b ဘတ်တာ equal 0ဒီလိုရေးလိုက်မယ်ပေါ့နော်အဲဒါလေးတွေကပေးချက်ကနေဆရာမရေးချတာယူချထားတဲ့အချက်ကလေးတွေနော်စသချင်းပေးချက်ကပေးထားတဲ့ modulus of a vector က3 modulus of b vector က4ဒါလေးပါရေးထားလိုက်အောင်မယ် modulus of c vector က5နော်ဒါ given နေပေးထားတာဟုတ်ပြီအဲ့တော့ဆရာမရှာကျင်တာက modulus of a vector + b vector + c vector ကိုရှာကျင်တာရှာကျင်တော့ဒီရှာကျင်တာကိုအရင် ရေးချလိုက်ပြီးစတွက်ဖို့အတွက် A better plus B better plus C better ဒါကိုဆ iam မကဒီနောက်ထဲမှာဒီမှာဆ iam မတို့တွက်တဲ့ထဲမှာထည့်ရမယ့်ထဲမှာဒီမှာအတွဲလေးတွေပေါ့နော် B better plus C better A better plus C better နောက်တစ်ခါ A better plus C better ဒီမှာ dot product လေးတွေပါတယ်ပါတယ်ဆိုတော့ဒီ magnitude ပမာဏကိုဆ iam မနှစ်ထပ်တင်လိုက်မှသာလင်နှစ်ခုမြောက်တဲ့ဟာထွက်လာမယ်အဲဒါကြောင့်ဒါလေးကိုနှစ်ထပ်တင်တာ A ဘတ်တာ plus B ဘတ်တာ plus C ဘတ်တာနှစ်ခါ dot product လုပ်မယ်။ဘာလို့ဒီလိုစပြီးတော့အလိုနှစ်ထပ်တင်ပြီးတော့ရှာတာလဲ။မေးတာနှစ်ထပ်လည်းမဟုတ်ဘဲနဲ့ဆို။မေးတာတော့တစ်ထပ်တည်းပဲမှန်တယ်။ဒီတန်ဖိုးကိုရဖို့ရအတွက်ဆရာမတို့တွင်းမဲ့တန်ဖိုးတွေမှာဒီလို dot product တွေနဲ့အတွဲတွေပါနေတဲ့အကြောင်းကြောင့်အတွဲတွေရအောင်ဆရာမနှစ်ခု dot product လုပ်ရမှာဖြစ်တယ်။ဒီ modular ဆိုဒီတန်ဖိုးနှစ်ထပ်ကဒီဘက်ကနှစ်ခုမြောက်တာနဲ့ dot product လောက်တာနဲ့တူတယ်ဆိုတဲ့ formula လေးကဘယ် formula လေးလဲဆိုဆရာမတို့မှာ modulus of a beta square ဒီ modulus of a beta square ဒီ a beta dot a beta ဖြစ်တယ်ဆိုတဲ့ properties လေးသိခဲ့ပါတယ်အဲ့ဒါကိုဆရာမ apply လုပ်တာပါအဲ့တော့ equal a beta ရှိရ a beta နောက်က a beta နဲ့မြှောက်မယ် a beta dot a beta plus ရှိရ a beta နောက်က b beta နဲ့မြှောက်မယ်နော်ရှိရ a beta ကို ရှီယာအေဘတာကိုနောက်ကဒီတွဲလုံးနဲ့မြောက်ချလိုက်မယ်။ဘာလို့လဲဆိုဆီယမဒီမှာ0တွင်းနေတာဆိုတော့အဲ့တော့ရှီယာအေဘတာနောက်က B ဘတာ plus C ဘတာခွဲပြီးတော့မလုပ်တော့ဘဲတွဲလုံးနဲ့လုပ်လိုက်တာ။နော်ဘာလို့လဲဆိုဆီမထည့်ခြင်းလို့။အဲနောက်ဒုတိယ B ဘတာကို B ဘတာနဲ့ဝင်မြောက်မယ်။ B ဘတာ dot B ဘတာ B ဘတာ dot B ဘတာ ပြီးရင်အဲ့ဒီ B ဘတာကိုဘယ်သူနဲ့မြောက်မလဲဆိုတော့ A ဘတာ plus C ဘတာနဲ့မြောက်မယ်။ เนาะဒီလိုခွဲမြောက်တခါတည်းဒီကောင်လေးကသူနယ်လဲမြောက်တယ်သူနယ်လဲမြောက်တယ်သူနယ်လဲမြောက်တယ်ဆိုတဲ့အခါမှာဒီ B better နဲ့တွဲရမှာ A better ရယ် C better ရယ်တွဲရမှာဒီမှာ0ထည့်ကျင်တာမဟုတ်လို့တော့ခွဲမမြောက်ပဲねတွဲမြောက်မယ်ပြီးရင် B better နဲ့ B better နဲ့ကတီးကြမြောက်မယ်အဲဒီလိုမြောက်လိုက်တာပေါ့เนาะအဲ့တော့အခုဒီမှာ B better ဒီနောက်ထပ်ဘာနဲ့ draw လုပ်မှာလဲဆိုရင် A better plus C better နဲ့ထိုနည်းတူစွာပဲနောက်ဆုံးက C better လည်းတူတူပဲ C better နဲ့ စီဘတာနဲ့ကို drop order လုပ်တယ်ပြီးရင်အဲ့ဒီစီဘတာကနောက်ကဘာလုပ်နေလဲဆိုရင် a ဘတာ plus b ဘတာကိုတွဲပြီးတော့ drop order လုပ်မယ်အဲဒီလိုထည့်လိုက်မယ်ရမယ်နော် အကုန်လုံးကိုတစ်ခုချင်းစီခွဲမမြောက်ပဲနဲ့ပုံစံတူအတွက်ကတော့ပုံစံတူတွဲလိုက်တယ်တွဲလိုက်တယ်တွဲပြီးနောက်ကဟာတွေနဲ့ကသူကအစား0တွေတွင်းနေတာ perpendicular ဖြစ်တယ်ဆိုတော့အချက်နဲ့ဒီ0တွေတွင်းနေတာဆိုတော့တွဲလိုက်တယ်နော်တွဲပြီးတော့ပဲမြောက်လိုက်တယ် အဲ့တော့ဒါလဲ0ဖြစ်သွားပြီဒါလဲ0ဖြစ်သွားပြီဒီကောင်လဲ0ဖြစ်သွားပြီအဲ့တော့ဘာ၄ကြံလဲ modular evector.evector ဒီဘယ်သူနဲ့ညီလဲ magnitude of modulus of evector square အဲ့တော့အစားသွင်းမယ် evector square plus ဒီက bevector.bevector လဲအတူတူပဲ modulus of bevector square plus cvector.cvector လဲအတူတူပဲ modulus of cvector square အဲ့တော့ equal ဘယ်လိုရမလဲဒါတွေအစားသွင်းမယ် modulus of a beta square က3 square 3ဆိုတော့3 square b beta square က4 square c beta square က5 square အဲ့တော့ဒါတွေတန်းစီပြီးရှင်းလိုက်ရင်3နှစ်ထက်က4 4နှစ်ထက်က16 5နှစ်ထက်က25เนาะမစင်းစားတော့ဘူး calculator ပဲတန်းနှိပ်လိုက်မယ်ရတယ်အဖြေသည်50ရမယ်50ရမယ်လိုချင်တာက ဒီ modulus ဆို a better plus b better plus c better the whole square မဟုတ်ဘူးလိုချင်တာကတစ်ထပ်ပဲပေါ့เนาะအဖြေတစ်ခုတည်းပဲဒါကြောင့်ဒီနှစ်ထပ်ပြောက်ချင်တော့ rooting နဲ့အဲဒီဘက်ကို rooting ရင်ဟိုဘက်ကိုလည်း rooting ရမယ်ဒါကြောင့်ဒီဘက်မှာ square root of 50ဖြစ်သွားမယ် equal root 50ကို calculator နှိပ်လိုက်တာပဲဖြစ်ဖြစ်အဲစဉ်းစားပြီးတော့ တွတ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါဘလို့ဘလို့ရှာလို့ရလဲဆိုရင် root 15ဆိုတာ25နဲ့ဘာနဲ့မြောက်တာလဲနှစ်နဲ့မြောက်တာနော်ဒီကြားထဲကအဆင့်နေမလို့ဘူးနော်ဆရာမဒါလုတ်ပြခဲ့ခြင်းတော့25နဲ့2နဲ့မြောက်တာအဲ့တော့25ဆိုတာဒီ9နဲ့ထက်ဒါကြောင့်9လေးပြင်ထွက်သွားတယ်နောက်မှာဘယ်လိုကျန်လဲဆို root 2လေးကျန်တယ်เนาะ5 root 2ပေါ့ answer က